ရတယ်ဗျာဒါကြီးတို့တယ်ဒီဝိရဇ္ဇိသာသနာ့ကြီးများကြီးအဓိပတိဆရာတော်ဗျာဖြစ်ကြသည်ကိုယ်ရပြည့်စုံသနာနဲ့ဓမ္မကျမ်းတဲ့တက္ကသိုလ်တို့ကြီးအဓိပတိဥယျာဆရာတော်ဗျာလေကျော်မှအောင်သားမြတ်တော်သာသနာ့ကြီးအဓိပတိလေကျော်မှဆရာတော်ဗျာရေကုန်ပြည့်စုံသနာ့ဆရာတော်ဗျာဒီလိုအားတပည့်တော်ယုတ်တဲ့ဆရာတော်ဗျာဘာကြောင့်ပါလဲဗျာဒီနေ့ကျမပြုလုပ်တဲ့ခန္ဓာကဓမ္မတော်ကဒီကနေ့ခင်ရတော်ကသတိတော်ကိုကြီးတော်ပါဗျာအဲ့ဒီမှာမနေ့တော့ကဘဏ္ဍပိုင်းအောင်ပါ တပည့်တော်ရဲ့ပစ္စည်းလေးပါးကမှလည်းဖြစ်တဲ့လူပိနေတဲ့အမှန်ဖြစ်တဲ့ရည်တည်တာကဘုန်းနတ်ဆက်ပြီးဒီလိုအကြောင်းဖြစ်ပေါ်တဲ့အကြောင်းလက်ဆောင်လို့တပည့်တော်ပြညာဆက်တာရယ်ခုနကဘယ်လောက်ပါပြီးတယ်ရလို့ဖြစ်လူလန်းပေါ်ပြီးတော့ဝိညာဉ်စေတော်ဘုရားရှင်ကိုညောင်းပေါ်ပြီးတော့ဝိညာဉ်စေတော်ကဒီအခြေသက်တယ်လို့တော့လို့မိတ်တယ်တဲ့လို့ဒီအခြေသက်တယ်ပြီးတော့ဒီခန္ဓာကိုသောက်ပါဗျာအခန္ဓာသောက်ရတဲ့အကြောင်းကဒီမှာမဲ့ကအခန်းတိုင်းကနေပြီးတော့ဒါလို့တရားပိဋကတ်ရဲ့ရောင်းဝယ်ရောင်းထားရောင်းကြမှာက ဒီလားရှင်ဆရာကြီးဆရာလေးတို့ရဲ့အဆုံးအမအဝတ်ထည်များပါရောင်းဝယ်ရတဲ့ဘုရားဖြစ်တော့အဲ့ဒီဒီလားရှင်အဝတ်ထည်ရောင်းတဲ့နေရာမှာဒီလားရှင်အဝတ်ထည်ကိုသူတို့လူပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်မှာတက်ဆင်ပြီးတော့ပြလိုက်တဲ့ဆင်းပြတဲ့ဆင်းပြနေတာလမ်းပေါ်ကိုတင်ပြီးအဲ့ဒီမှာပြတ်သွားပြီးတော့ဒီကနေပြီးတော့ကြောင်းမျိုးနဲ့ဒီလိုဘာသာရေးဆိုတာပြည့်တဲ့အတိုင်းဖြစ်တဲ့ဆက်နေဖြစ်တော့အပေါင်းဘာလို့ကြံပါလဲဒီလိုမျိုးဖြစ်ပါလားဒီလိုမျိုးတွေက တန်ခါဥဆောင်နေဒီလိုချင်ဆရာကြီးပြန်ပြီးတော့ဥဆောင်နေဌာနဆိုင်ရာပုံပေါ်တော့တည့်အောင်ဝေးမှာပြန်အဲ့ဒီကတော့ဘုရားပြန်တော့ကဲဒီဥဆောင်ကရှေ့မှာဖြစ်ဖြစ်အเจ้าရာလေးကဘုရားတို့အမြန်လမ်း55မိုင်မြန်မာဘာဌာနဆိုင်မှာဆက်သွားတဲ့ဖြစ်စီလေးနဲ့စီးနေတဲ့အတွက်ဘယ်လိုလုပ်လို့ရှိရင်ဘေးမှာဘာမှပြဿနာအကြောင်းကြီးကမရှိခဲ့တော့ဖြစ်ခဲ့မှာရတယ်ရဲ့အကြောင်းမှာဆရာတော်ကြီးတွေဒီလိုတန်ခါဖွဲ့ပြီးတာချင်းပြေးဆရာတော်နဲ့စာတန်တန်ကြီးများရဲ့ပြည့်ပြည့်ဆရာတော်တွေကိုပြည့်ပြည့် ောက်လာတယ်တော့ဒီလရှင်ရှင်းဆန်းတဲ့ပြည့်ပြသွားတဲ့အကြောင်းတော့မသိဘူးလို့လည်းဒီလရှင်လို့ပူဆောင်ဆရာကြီးဥက္ကဥက္ကဆရာကြီးဖြစ်တဲ့ဆန္ဒတော်ဒီဆရာကြီးရှိတယ်ပြီးတော့လည်းလည်းရရောက်ခဲ့ပါဗျာအခုလည်းပဲမြို့နယ်အလုံးစုံကလည်းရှင်ဆရာကြီး၅ပါးကိုလည်းပဲဒါကြတဲ့ပြီးတော့ပြည့်ရပါတော့ဗျာအဲ့တော့ဘုန်းကြီးတွေမှာရှိနေတဲ့တမန်ဥက္ကဆရာတော်ကြီးများနဲ့ဒီလရှင်ဆရာကြီးများတို့လည်းပြည့်ပြီးတော့ဝါစာကောင်းပါဘုရားတွေမှာတာဝန်ရလုံးဝဆောင်ရွက်နေကြတဲ့ခန္ဓာဆရာပုဂ္ဂိုလ်တွေတာဝန်ရခန္ဓာကလည်းပဲတာဝန်ရဘုရား ်ဒီခန္ဓာကိုတက်ရောက်လာတယ်ခင်ဗျာလူနဲ့ပြည့်ဥဒ္ဓရုံဒီခန္ဓာကလည်းလည်းပြောလို့ဒုက္ခဒုက္ခကိုလိုက်သံသမာဘုရားဖြစ်တဲ့ပြောလို့ဒိဋ္ဌိတို့ကိုသာမြေအဖို့ဝင်ကိုလည်းပြောလို့ဒီခန္ဓာကိုတက်ရောက်လာတယ်ခင်ဗျာအဲ့တော့ဒီခန္ဓာမှာဒီခန္ဓာကိုတက်ပြောက်ပါကဲလို့ပြည့်စုံရဲ့ပြည့်စုံခြင်းနဲ့ပတ်ဝန်းကျင်ကရည်ရည်နဲ့ပြည်ပတ်ကြောက်ပါအောင်ဆိုပြီးတော့ဝေချာကောင်းမှဝင်လေလို့ရင်စဉ်းစားမယ်ဝေချာကောင်းမှဝင်လို့အောင်ဆိုပြီးတော့တမ်းပြီးတော့ကစဉ်းစားဆောင်ရွက်တာပါဗျာ။ဒါမျိုးကြီးကြီးကဆောင်ရွက်လာကဒီပုဂ္ဂိုလ်တွေက တာဝန်တော်ရဲ့အပေါ်မှာဒီလိုတဲ့လေးစားတဲ့စောင့်ရှောက်နေဖောက်ပတ်နေဆိုတာအခုခန္ဓာတယောက်ပါကြတဲ့ဆရာတော်ကြီးတွေတိလက်တဲ့ဆရာကြီးတွေပါဝင်အားလုံးအသိရှိနေတာပါဗျာအခုအပြင်တရားကြောင်းထဲမှာဆိုလည်းယောဂီတွေတရားမလုပ်တဲ့နေရာမှာဆက်သွားတာတွေသုံးတယ်လို့ဆိုပြီးတော့ယောဂီတောင်းတော်ကြီးဒီလိုဒီနေရာတော့ပြင်ကြရအောင်လေ။အခုလိုဆောင်လို့ပြန်လာတာပါဗျာ။ဒါတို့ကဖျားပြရဲ့နေရင်းနေပြီဖြစ်တဲ့ယဟန်တပါတောင်းတဲ့တော့ငါးဘွဲရောက်ပြောင်းလို့တစ်ဘွဲရောက်ယဟန်တော်လို့လည်းသူကယဟန်ရှင်ယဟန် အဲပြီးတော့ဓမ္မကျောင်းမှာမစိတ်တတ်တဲ့စာတန်ကြီးမှာတညာပြန်စာတန်နာသာပါလေကိုလေးတာဆင်းမှုတွေနဲ့ယဟန်တပါရဲ့ယဟန်အာရကယဟန်မှာဖြစ်ပါလေညာဘုရားကြောင့်ဒီပုဂ္ဂိုလ်ရဲ့အေဒီသာသနာဘုရားဒီပုညဒါတွေလို့ရေဆိုးလို့ကဲတသိလို့ရေမရှိသာသနာဘုရားလည်းရဲ့အရှင်ဘာဝနာပတ်ပန်တတ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလေဗျာအဲ့ဒီအတွက်ဒါပေမဲ့တော့ဆရာမတော်တသိလို့တော့ဒီမှာမဟုတ်သလိုသူတို့ဖြစ်တဲ့နေရာကြောင့်လာတာခံလို့မအောင်ပါ ဘာသာဝင်ပဲဆိုပြီးတော့ခုကိုခံရရှိပြီးတော့ဒီကနေ့ဒီခန္ဓာကိုဆရာတော်ရဲ့ရှေ့ပေါ့သူတို့ကတန်းတွေရောက်စီပြီးတော့ဝါချတောင်းမှန်ရပြန်ဖြစ်ပါလေဆိုတဲ့အကြောင်းရပြီတော့ပြောင်းခိုင်းရတန်းပြီးတော့ဤအခမ်းအနားဆောင်ရွက်ရခြင်းအကျင့်မရရတဲ့အကြောင်းဆံပါလို့ဒီမှာပဲဒီကုန်းကပတ်သုံးသပါပါညာအစီအစဉ်ရတယ်မြေတော်ဘာဒီလည်းတက်ပြီ ဆရာဘုရားကြီးဒေါက်တာဖတ်ခေါ်ကဆုံးပြတာဆုံးတော့ဘောရတာဘုရားကြီးပြေလို့ပါလေဒီပါချီကိုကျေဆွမ်းတော့ပါတယ်ဗျာနေဒီဒီကြီးကြီးချက်စီချက်စီပါလားအဲဒီလိုဒီလိုမိတာမားရစီဘုရားကောင်းပါပြီကြည်နာဘုရားကောင်းပါလေဘုရားဒီမှာအရှိတကြည်ရှိနော် จะเห็นชิ้นดูเวลาทำไมมีความเป็นได้เรียกเอาไปมีน่าสนใจทำไมโดนอะไรทำกินเองคือว่าชิ้นที่มีความเป็นได้โดนอะไรสิ่งนี้มาคือเราไม่ทำมาที่ได้ใช่คือทำอย่างนี้พอดีคือปัจจัยพอดีไม่รู้อย่างนี้เราบอกว่ายิ่งคนในบ้านเราที่รู้ว่าที่รู้เราไม่ใช่เราเป็นอะไรเด็กเช่นเป็นอะไรเช่น တောင်းပန်တာနဲ့ပြောတယ်နည်းနည်းကြည့်စမ်းရင်းနဲ့ပါဘူးဒီကဒီပတ်သက်စားတယ်ဘူးဘူးစဉ်းစားနေပါတာဒီကအဲ့လိုကြောင့်တကယ်ဘူးဒီလိုဒီပါရဲ့ကြောင့်လည်းလည်းအဲ့လိုအခြေရှိအားလုံးဒီနေ့အဲ့ဒါဒီအားလုံးပဲမင်္ဂလာပါတိလရှင်ဝိဆုံတွေကိုဝစ်ပြီးတော့ဈေးရောက်တာရယ်မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုအိမ်မက်အရာဆိုပြီးတော့သင်္ကန်းဝစ်ပေးတာရယ် အဲ့ဒီကိစ္စရက်တွေဟာမှားယွင်းကြောင်းနောက်နောက်ဒီလိုအမှားတွေကိုမကျွလွန်တော့ကြောင်းဝန်ချတောင်းပန်တဲ့ဗီဒီယိုဖိုင်ကိုဦးစဉ်ကြည့်လိုက်ရပါတယ်အမှားကိုအမှန်မှန်သိပြီးတော့ဝန်ချတောင်းပန်တာဟာကောင်းမြတ်တဲ့အလုပ်ပါအဲ့ဒီအတွက်လည်းပဲတာရုခေါ်ပါတယ်သို့တော့ဒီနေရာမှာပြောစရာစကားတစ်ခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့စော်ကားလိုက်ဝန်ချတောင်းပန်လိုက်ကြေးအေးပေးလိုက်စော်ကားလိုက်ဝန်ချတောင်းပန်လိုက်ကြေးအေးပေးလိုက်နဲ့သာလုပ်နိုင်မယ်ဆိုရင် ဗုဒ္ဓဘာသာဆိုတာစောကားပြီးရင်ဝန်ချတောင်းပန်လိုက်တာနဲ့ကြည်အေးပေးတဲ့ဘာသာဖြစ်တယ်။ဒါကြောင့်တို့ဗုဒ္ဓဘာသာကိုစောကားကျင်တိုင်းစောကားမယ်။ပြီးတဲ့အခါကျတော့မှဝန်ချတောင်းပန်လိုက်မယ်ကွာဆိုပြီးဗုဒ္ဓဘာသာကိုစောကားမိပုဂ္ဂိုလ်များပေါ်ပြီးရင်ပေါ်နေအောင်မှာပါပဲနော်။ဒါကြောင့်နောက်နောက်ဗုဒ္ဓဘာသာကိုစောကားမိပုဂ္ဂိုလ်များမပေါ်ပေါက်ရလေအောင်ဗုဒ္ဓဘာသာကိုမစောကားရဲရလေအောင်တာဝန်ရှိသူများကဗုဒ္ဓဘာသာအားစောကားသူကိုဝန်ချတောင်းပန်ရုံနဲ့မကြည်အေးပေးပဲ။ ထိုက်တင်တဲ့အပြစ်ဒဏ်ကိုပေးပါယဟန်တပါအနေနဲ့အခုလိုပြောရတာဟာသူတပါးကိုနင့်နာစီလိုတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူးဦးစင်းမှာသူတပါးကိုနင့်နာစီလိုတဲ့စိတ်လုံးဝမရှိပါဘူးနော်ကို့ဘာသာကို့သာသနာကို ကာကွယ်စီလိုတဲ့စိတ်ပဲရှိပါတယ်အခုလိုပြောတာဟာလည်းပဲအဲ့ဒီစိတ်နဲ့ပဲပြောတာပါဒါကြောင့်ဗုဒ္ဓဘာသာကိုစော်ကားမိပုံကများနောက်နောက်မပေါ်ပေါက်ရလေအောင် ဗုဒ္ဓဘာသာအာစောကားသူကိုဝင်ချတောင်းပန်ရုံနဲ့မကြည်အေးပေးပဲထိုက်တင်တဲ့အပြစ်ဒဏ်ကိုပေးပါလို့ထပ်ဆင့်ပြီးတော့ပြောလိုက်ပါရစေနော်